မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကနေပြူစောတိရွာကိုရိတ်ခါပို့ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအချိန်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ17ရက်နေ့မှာမြိုင်မြို့ကနေပြီးတော့ကနေပြူစောတိကျေးရွာကိုရိတ်ခါပို့ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းနဲ့စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များက အင်ရောင်ကျေးရွာအနီးအရောက်မှာမိုင်းဆွဲတိုက်ခိုက်မှုတစ်ကြိမ်ဝက်ခေါင်းကျေးရွာအနီးအရောက်မှာမိုင်းဆွဲတိုက်ခိုက်မှုတစ်ကြိမ်နဲ့ကြောင်းကုန်းကျေးရွာအနီးမှာထိပ်တွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်သား၅ဦးသေဆုံးကကိုယ်အထိကိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇန်နဝါရီလ14ရက်နေ့မှာလည်းအဲ့ဒီရိခါပုတ်ရင်နန်းနဲ့တော်လိုင်းရေးတပ်ဖွဲ့များဟာကြောင်းကုန်းကျေးရွာကဏီကျေးရွာမှာတိုက်ပွဲနှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးတော့18ဦးထိကိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ်ကဏီကျေးရွာအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့စစ်ကောင်းစီတပ်သား၂ဦးပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုများကိုမြိုင်း supporting battalion MSB ရဲ့ထောက်ပို့တိုက်ရင်းများဖြစ်တဲ့ပခုတ်ကိုခရိုင်အမှတ်26 14 15စက်ခေါ်တိုက်ရင်းများနဲ့ရွှေဘိုခရိုင်တိုက်ရင်း25မြိုင်းပကပတိုက်ရင်းပခုတ်ကူအကွစ်အဖွဲ့ အညာမြေတပ်ပေါင်းစုအဖွဲ့ဝင်းပလီပြောက်ကြားတပ်ဖွဲ့ဒေသခံပတ်ကောက်ဖနဲ့ပါဖများပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဝင်းကြီးကျုံနယ်စကားများရန်ဖြစ်တဲ့အတွက်ဒူတိုင်းမူရှေ့တန်းကိုအပုတ်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီခန့်ကချင်ပြည်နယ်ဝင်းကြီးချုပ်ဖြစ်တဲ့ဦးစောမြင့်ဦးနဲ့စကားများရန်ဖြစ်ပြီးတဲ့နောက်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမူဘုံမူးချုပ်ဇော်မင်းအောင်ကို ရှေ့တန်းဆက်စင်ရေးနယ်မြေဖြစ်တဲ့ကော့ဂရိတ်မျိုးကစကခ27ဌာနချုပ်ကိုပြောင်းရွှေ့ခံလိုက်ရတယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကသိရှိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကဖမ်းအမျိုးခောက်ကွင်းထဲမှာစစ်ကောင်စီရဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒုတိုင်းမှုဖြစ်တဲ့ဗိုလ်မှူးချုပ်ဇော်မင်းအောင်တို့နှစ်ဦးကြားမှာပြဿနာဖြစ်ပွားခဲ့ပြီးတော့ဝန်ကြီးချုပ်ဦးစောမြင့်ဦးကဒူတိုင်းမှုကိုလက်သီးနဲ့ထိုးခဲ့ရာအနီးနားမှာရှိတဲ့စစ်ကောင်စီတာဝန်ရှိသူတွေက ဖြန့်ဖြေးပေးခဲ့ရတယ်လို့သိရပါတယ်။ကရင်ပြည်နယ်ဝင်ကြီးချုပ်ဦးစောမြင့်ဦးကဒုတိယတိုင်းမူဘုံမူးချုပ်ဇော်မင်းအောင်ကိုလက်ရှိရာထူးအဆင့်ကနေမင်းပြုတ်သွားခြင်းသလားဆိုပြီးတော့ကျိန်းပေါင်းပြစ်တင်ထိုးချိတ်ခဲ့ပြီးတဲ့နောက်ကရင်ပြည်နယ်အစိုးရအဖွဲ့အခမ်းအနားတွဲဆုံပွဲတွေမှာဒုတိုင်းမူဘုံမူးချုပ်ဇော်မင်းအောင်ကိုမတွေ့ရတော့ဘဲနဲ့ကော့ကရိတ်မြို့အနီးကစကားခ27ဌာနချုပ်စီကိုပြောင်းရွှေ့လိုက်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းအင်းမတီကပြောပါတယ်ကရင်ပြည်နယ်ဝင်ကြီးချုပ်ကဒုတိုင်းမူကိုလက်သီးနဲ့ထိုးလိုက်တဲ့ဖြစ်စဉ်သတင်းဟာ လုံးဝမမှန်ဘူးလို့စစ်တပ် lobby တွေကငင်းဆုံထားပေမဲ့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကတော့အဲ့ဒီဖြစ်စဉ်ဟာမှန်ကန်ပြီးတော့ဒူတိုင်းမူကိုပြောင်းရွှေ့လိုက်ကြောင်းပြောဆိုထားပါတယ်ဒူတိုင်းမူဗိုလ်မှူးချုပ်ဇော်မင်းအောင်နေရာမှာတော့ရတခတိုင်းစစ်ဌာနချုပ်ကအရာရှိတအုပ်နဲ့အစားထိုးခန့်အပ်တာဝန်ပေးလိုက်ပြီးဒူတိုင်းမူကိုတော့ရှေ့တန်းစစ်စင်ရေးနယ်မြေဖြစ်တဲ့ကော့ကရိတ်ကျုံတိုးမြို့တွေမှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းစစ်ကြောင်းတွေကိုကုတ်ခဲဖို့အတွက်ဆိုပြီးတော့ရွှေ့ပြောင်းပေးလိုက်တာလို့အဲ့ဒီသတင်းရင်းမြစ်တွေကပြောပါတယ် ဒူတိုင်မူဘုံမှုချုပ်ဇော်မင်းအောင်ဟာရတခစစ်ဌာနချုပ်အခြေဆိုင်ရာမွန်ပြည်နယ်မော်လမြိုင်မြို့မှာမနေထိုင်ပေကရင်ပြည်နယ်ဖအံမြို့ကိုလာရောက်နေထိုင်ပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့အတူဌာနဆိုင်ရာအစည်းအဝေးများပြေဆုံဝဲတွေနဲ့အခမ်းအနားတွေမှာအမြဲလိုလိုတက်ရောက်လေးရှိတယ်လို့သိရပါတယ်။လက်ရှိကြုံတိုးကော့ဂရိတ်မြို့နယ်တွေမှာစစ်ကောင်စီတပ်ရဲ့စကခ27ဌာနချုပ်တပ်ရင်းဌာနချုပ်တွေတည်ရှိတယ်လို့တမ55လက်အောက်ခံတပ်တွေပါဝင်နေအောင်စီရစစ်ကြောင်းတို့လည်းစစ်စင်ရေးအတွက်ရောက်ရှိနေတာဖြစ်ပြီးတော့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာစစ်ရဲတွေဆက်လက်ပြီးတော့ပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ခြုံကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ဘက်ကအင်သာတိုက်ရဲနဲ့ကြံနေခဲ့တဲ့စစ်ကောင်စီတပ်သားတအုပ်က PDF တပ်ဖွဲ့များကိုလမ်းသွားမိတဲ့အချိန် ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ14ရက်နေ့မနက်2နာရီခွဲအချိန်ကမှတောင်တာမြို့နယ်တမ္မနီစက်ရုံကနေအင်အား90ကျော်နဲ့ခြုံကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က နေမကောင်းမဲနဲ့အနာယူနေတဲ့တပ်ရင်းသုံးလက်အောက်ခံတော်လိုင်းကြီးရဲဘော်တအူးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကြောင့်တော်လိုင်းကြီးတပ်ဖွဲ့များကလိုက်လံပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုမျိုးလိုက်လံတိုက်ခိုက်တဲ့အချိန်မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကစစ်ကောင်းစီတပ်သားတအူးဟာအင်သာတက်နေတဲ့အတွက်ကြောင့်စစ်ကြောင်းနဲ့လူစုကွဲပြီးကြံခဲ့က၎င်းကင်ဆောင်တဲ့တနတ်နဲ့စစ်ဝတ်စုံများကိုချွတ်ပြီးတော့အရက်သားဟန်ဆောင်က PDF တပ်ဖွဲ့ဝင်တွေကိုလမ်းသွားမိတဲ့အချိန်မှာအရှင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့စစ်ကောင်းစီတပ်သား အောက်ကဖြိုးစီကနေပြီးတော့ဂျီ3တက်နဲ့တလန်ဂျီ250တော့ဂျီပေါက်4ခု60မမဘုံဒီတလုံးနဲ့စေအသုံးဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တအူးကိုစစ်ခွေးတွေကဖမ်းသွားတယ်ဆိုတဲ့သတင်းကြောင့်နောက်ကနေလိုက်တိုက်တာပေါ့ကျွန်တော်တို့ရောက်သွားတော့စစ်ခွေးတွေကရွာကနေပြီးတော့ပြန်ဆုတ်သွားပြီးခွေးစစ်ကြောင်းကနေပြီးတော့အင်တာတက်ရင်းနဲ့ကြံနေခဲ့တဲ့စစ်ခွေးတကောင်ကိုတော့အရှင်ဖမ်းစီနိုင်ခဲ့ပါတယ်သူကလက်နက်တွေစစ်ဝတ်စုံတွေကိုဖွက်ထားခဲ့ပြီးအရက်သားဝတ်စုံနဲ့လမ်းလိုက်မင်းနေတော့ကျွန်တော်တို့ဖမ်းစီနိုင်ခဲ့တာပါ သူ့ကိုဖမ်းမိပြီးတော့သူဖွက်ထားတဲ့ဟာတွေကိုလိုက်ပြခိုင်းပြီးတင်းစီနိုင်ခဲ့တာပါတိုက်ပွဲတော့ဖြစ်ပွားတာမရှိပါဘူးအိမ်သာတက်နေရင်းနဲ့စစ်ကြောင်းကထွက်သွားတော့နောက်ကျပြီးမမီတာကိုရှေ့ကိုဖုန်းဆက်ကြည့်တော့လေဖုန်းမကန်ကြဘူးလို့မြင်းကြံ District Army 3 MDA 3တောင်းတရုတ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်ပုတ်ပားဝဲလောင်လမ်းပိုင်းမှာပြည်သူများထံကနေပြီးတော့ငွေညစ်ပြီးပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့နာရီကနဲ့စစ်ကား၃စီးကိုမိုင်းဆွဲတိုက်ခတ်ရာကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ15ရက်နေ့မနက်7:00နာရီကမှကြော်ပတောင်မြို့နယ်အတွင်းမှာရှိတဲ့ပုတ်ပါဝဲလောင်လမ်းပိုင်းမှာခီးသွွားပြည်သူများထံကနေပြီးတော့နေစဉ်စစ်စင်းငွေညှင်းမှုများပြုလုပ်ပြီးတော့ပြန်လာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့နာရီကားနဲ့စစ်ကား3စီးကိုမိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတက်ခိုက်မှုအတွင်းမှာစစ်ကား3စီးပျက်စီးသွားပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာကြန့်ရှိနေသေးတဲ့ကားများကအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုများပြုလုပ်ခဲ့တော်လဲတော်လိုင်းရဲဘော်များအ ထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ9ရက်နေ့ည8:20မိနစ်ခန့်ကလည်းပုတ်ပါတောင်မကြီးပဝင်းကျင်ကိုစစ်ကြောထိုးပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်နှန်းကိုတော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ရာရင်မောင်းတဲ့စစ်သားများထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေထိခိုက်သေးဆုံးမှုများနိုင်တယ်။အသေးပြောက်တော့ရှိတယ်။ကျွန်တော်တို့စစ်ခွေးတွေတဲ့စီးရင်ကိုတော့အတိမပြုတ်နိုင်သေးဘူး။စစ်ခွေးတွေကလာကလေးကနာရီကတစည်းကိုချောဆွဲလာတာပါလို့ပုတ်ပါ Production and Guerrilla Force PPGF တပ်ဖွဲ့ကရဲဘော်ပြတ်တာကရှင်းပြထားပါဗျ။ပုတ်ပါ Production and Guerrilla Force PPGF တပ်ဖွဲ့ဟာစစ်ရဲအရှိန်မြှင့်ပြီးတော့တိုက်ခိုက်နေတဲ့အတွက်ပြည်သူများအနေနဲ့လည်းမလိုလားအသိနဲ့ခီးသွားလာမှုများကိုမပြုလုပ်ကြရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရစေခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုရန်ဟောင်းများခရီးသွားရင်ဖုန်းထဲမှာရှိတဲ့ data များကိုဖြတ်ထားရန်နဲ့ တက်နိုင်ရင်ဖုန်းနှလုံးကင်ဆောင်ကြရန်စစ်မှုရန်ဟောင်းအဖွဲ့ဗဟိုကလျှို့ဝှက်စားတောင်ကိုဌာနချုပ်မှုကျော်မျိုးမင်းစုသူကဇန်နဝါရီလ14ရက်နေ့ရက်စွဲနဲ့လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မှာတိုက်ပွဲများပြင်းထန်နေတဲ့အတွက်ကချင်ပြည်နယ်စစ်ပြန်ဥက္ကဋ္ဌကာနယ်သိန်းစော်ငိမ့်နဲ့မိသားစုဝင်၄ဦးကမန္တလေးဘက်ကိုထွက်ပြေးတဲ့အချိန်မှာဒီဇင်ဘာလ9ရက်နေ့မှာထီးကြိုက်မောင်ကိုပူပေါင်းဂိမ်းမှာခရီးသည်များရဲ့ဖုန်းနဲ့ကွန်ပျူတာများကို KIA နဲ့ပူပေါင်း PDF တပ်ဖွဲ့များကစစ်ဆေးခဲ့ရမှာ စစ်ပြန် data များကိုတွေ့ရှိတဲ့အတွက်ဖမ်းဆီးခံလိုက်ရတဲ့ဖြစ်စဉ်အပြီးမှာအခုလိုမျိုးစာထုတ်ပြန်လာခြင်းဖြစ်တယ်လို့ CDN ဗိုလ်ကြီးဇင်ရောကပြောပြထားပါတယ်ဖုန်းထဲမှာစစ်တပ်နဲ့ဆိုင်တဲ့အချက်လက်တွေစစ်မှုရမ်းနဲ့ဆိုင်တဲ့အချက်လက်တွေကိုဖျက်ဖို့ညွှန်ကြားထားတာတကယ်တမ်းဆိုရင်စစ်မှုရမ်းဟောင်းဆိုတာစစ်တပ်ရဲ့အဓိကအရန်အင်အားလို့သူတို့ကသတ်မှတ်ထားတာပေါ့ဒီအရန်အင်အားတွေကိုတောင်မှသူတို့ကလုံခြုံအောင်လို့မကာကွယ်ပေးနိုင်ဘူး ကိုယ်အစီအစဉ်နဲ့ကိုဂရုစိုက်ကြဖို့သူတို့ဘက်ကလုံခြုံရေးယူမပေးနိုင်တော့ဘူးဆိုတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်လို့စီဒီအမ်ဘူကြီးဇေယောကရှင်းပြထားပါတယ်။ဖန်စီထိန်ထိန်ခံခဲ့ရတဲ့ကချင်ပြည်နယ်စစ်မှုရဟောင်းအဖွဲ့ဥက္ကဋ္ဌကာနယ်သိန်းစော်ငိမ့်နဲ့မိသားစုဝင်၄ဦးကိုတော်လိုင်းအဖွဲ့များကဒီသမားလ30ရက်နေမှာပြန်လှုပ်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်ထိန်ဆန်းချေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကချေးရွာနေပြည်သူနှောက်ဦးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့တအုပ်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မနက်6:45မိနစ်ခန့်က6မြို့နယ်ကုန်းချေးရွာပြူစောတိစခန်းကအင်အားတရာခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာထိန်ဆန်းချေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကထိန်ဆန်းရွာကပြည်သူ၃ဦးကိုဖမ်းဆီးပြီးနှောက်ဦးကို ဦးကားကိုတိတ်ကတနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့ကကျန်တဲ့တအူးကိုတော့မနက်7:00နာရီကမှကုန်းကြီးရွာပြူစောတိစခန်းကို ဖမ်းဆီးသွားပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ရွာသားနှစ်ဦးဆိုရင်ခေါင်းတွေကြီးပဲတဲ့ပြီးတော့ပြစ်တက်ခံရတာစစ်ကြောင်းထွက်သွားပြီးတော့အလောင်းတွေကိုကောက်ယူပြီးကောင်းကောင်းမွန်မွန်တကြိုးပြီးပြီးပါပြီလို့ Chalk Guerrilla Force CGF တာဝန်ခံကိုပိုင်ကပြောဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်ခြုံကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ခြေရွာနေပြည်သူတို့ကိုဖမ်းဆီးတပ်ဖြတ်သွားခဲ့ကြောင်းမြင်းကြံ District Army 3 MDA 3တောင်သာ youth တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဇန်နဝါရီလ23ရက်နေ့မနက်2:30မိနစ်ခန့်မှာတောင်သာမြို့နယ် တမ်မနီစက်ရုံကနေအင်အား90ကျော်နဲ့ခြုံချီးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာနေပြည်သူကိုဟင်းစော်ကိုဖမ်းဆီးသွားပြီးတော့ခြေရွာရဲ့အနောက်ဘက်မှာပြစ်တက်ပြီးရုံအလောင်းကိုစွန့်ပစ်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေကမနက်အစောပိုင်းကတည်းကရွာထဲကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူတအုပ်ကိုဖမ်းဆီးသွားတယ်သူတို့ဖမ်းဆီးသွားတဲ့ပြည်သူကိုတော့ခြေရွာရဲ့အနောက်ဘက်မှာပြစ်ခတ်တပ်ဖြတ်ပြီးရုံအလောင်းကိုစွန့်ပစ်ထားခဲ့တယ်လို့မြင်းကြံ District Army 3 MDA 3တောင်တရုတ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဒူပလာယာခရိုင်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ14ရက်နေ့မှာကော့ကရိတ်မြို့နယ်အခြေစိုက်အကြမ်းဖက်စစ်တပ်ကမောင်းမခြေရွာအုပ်စုမှာရှိတဲ့ကမိုင်ကုန်းခြေရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ခြေရွာနေပြည်သူအသက်28နှစ်အရွယ်စောသားသားဟာခန္ဓာကိုယ်တစ်ခုလုံးကိုထိမှန်ခဲ့ပြီးတော့မီးလောင်ဒဏ်ရာများရရှိခဲ့ပြီးအသက်58နှစ်အရွယ်ရှိတဲ့စောပလုံးချီခေါ်ဦးမောင်အောင်မြင့်ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ဆေးရုံမှာရောက်ရှိနေတဲ့အချိန်သိဆုံးသွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတိုက်ပွဲဖြစ်ပွားခြင်းရှိရှိမရှိရှိပြည်သူများနေထိုင်နေတဲ့ခြေရွာများကိုလက်နက်ကြီးများဒရုန်းများနဲ့နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေပြီးတော့လူအခွင့်ရေးချိုးဖောက်မှုများကိုဇက်တိုက်ကျူးလွန်လျက်ရှိတယ်လို့ဒူပလာယာခရိုင်ပြည်သူဆက်ဆံရေးနဲ့တရင်းနဲ့ပြန်ကြားရေးကပြောဆိုထားပါတယ်။ဘကိုးတိုင်းခလဲလွီထူခရိုင်အတွင်းမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ပြီး ပြည်သူတအုပ်ကိုအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုကပြောဆိုထားပါတယ်။ဇန်နဝါရီလ17ရက်နေ့မနက်9:00နာရီကမှလယ်တော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်က190မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ခဲ့ရာကြောက်စတဲ့ခြေရွာအနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ည6:43မိနစ်ခန့်မှာ190မမလက်နက်ကြီး၄လုံးနဲ့ထပ်မံပစ်ခတ်ခဲ့ရာကြောက်စတဲ့ခြေရွာစာတင်ကျောင်းအနီးနဲ့အင်းတိုင်းကုန်းခြေရွာအနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။မူးမြို့နယ်မှာဇန်နဝါရီလ9ရက်နေ့မှာတပြင်းညော့စခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကမူလိုကျေးရွာနေအသက်35နှစ်အရွယ်စောမောင်ချိုကိုဗပြင်းညွန့်ကျေးရွာမှာဖမ်းဆီးကတနက်နဲ့ပြစ်တက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစီစုံဂုံးရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခြေရွာနေပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသားနှုတ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလ14ရက်နေ့မွန်လွဲတနအိကမှာနတ်တလင်းမြို့နယ်စီဆောင်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာခြေရွာနေပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးနှုတ်တို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့မနက်ပိုင်းမှာလည်းလက်နက်ကြီးများနဲ့ခြေရွာများကိုဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမွန်ပြည်နယ် ဒုသထူခရိုင်အတွင်းမှာရှိတဲ့ကြီးရွာများကိုလည်းအကြမ်းဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဘဟိုကပြောဆိုထားပါတယ်။ဇန်နဝါရီလ10ရက်နေ့မိုးလယ်10:23မိနစ်ခန့်မှာအကြမ်းဆက်တရဲ့အမှတ်44ချင်းမြတ်တမဌာနချုပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနှလုံးနဲ့ရန်တံပစ်ခတ်ခဲ့ရာကြိုက်ထူမျိုးနဲ့မပြောတော့ရွာ ဖိညာအိုးပိုင်းရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့မပြောတော့ရွာဖိညာအိုးပိုင်းနေဦးအောင်စိုးရဲ့နေအိမ်ကိုလက်နက်ကြီးထိမှန်ပြီးတော့မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့နေအိမ်အသုံးဆောင်ပျက်စီးများငွေကျပ်65သိန်းနဲ့ရွှေ9ပဲမီးလောင်ပျက်စီးခဲ့ရပြီးတော့နော်အေးရဲ့ဘဲဘက်မီးရိုးကိုလည်းလက်နက်ကြီးကြီးစားထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ